ရော့ထက်ရဲ့ရောက်ဖဆန်ကသေးဒီပွဲမှာဘောနပ်စ်မရလို့ငိုပြနေတာရုတ်တောင်ပြတ်တယ်ဗျာသူ့ကိုသူဒီပွဲမှာတကယ်ကိုနော်တဖက်သက်ကြီးစွမ်းဆောင်ရည်ကောင်းတွေပြတာနေတယ်လို့သူ့ကိုသူများထင်နေလားတော့မသိဘူးဒီကောင်ကြက်မပြေလောက်ဘူးနော်ညကပွဲကစဉ်ညွန်ရေးထားပြီးသားပွဲပါအဲ့ဒါကိုတော့စူပါရီဂျန်ကကောင်းကောင်းမွန်မွန်လှုပ်ပြနိုင်ခဲ့တယ်ပထမအချီနဲ့ဒုတိယအချီမှာပြိုင်ဘက်ဖိုင်တာကိုခက်ခခွာဆော့ပြီးတော့စူပါရီဂျန်ဟာသူ နောက်တောင်းတစ်ခါကြပြီးတဲ့အခါမှာ game plan ကိုเนาะပြောင်းလိုက်ပြီးတော့ပြိုင်မဲ့ fighter ဆန်ငါသိက်ကိုရှင်ထိုးပြိုင်ထိုးရိတ်ခါမှာဆန်ငါသိက်ခင်ဗျာမှာပွဲနှစ်နှစ်လောက်ဝေးထားရိတ်ခါကြတော့လောကဝမောမခံနိုင်တော့ပင်နဲ့နောက်ထပ်တချီသားရှိရင်အဲ့ကောင်ကြာသွားပါပြီเนาะတတိယချီမှာတော့ဆန်ငါသိက်နောက်တောင်ကြပါရီเนาะပယ်လိုက်တဲ့တိုင်းကเนาะချော်သွားတယ်ပဲထင်ပြီးတော့အမှတ်မရတာပါเนาะတကယ်ကြည့်မေဆိုရင်စူပါရီချမ်းရဲ့ဒီအဖြစ်အမြင့်ကန်ချက်နဲ့เนาะအဲ့ကောင်ကလဲကြသွားတာပဲဖြစ်ပါတယ်အဲ့ဒါကိုကြီးကြီးကျယ်ကျယ် ရော့ထန်နဲ့စံဃာသစ်ကဝန်နေပြနေတာနော်ဘောနပ်စ်မီယာလိုဝန်နေပြနေတာရှက်ဖို့တော့ကောင်းပါတယ်နော်စံဃာသစ်ရိတ်ကောင်းကသူ့ယောက်ဖဖြစ်တဲ့ရော့ထန်ရဲ့နော်အာကူနဲ့မိုက်နေတာဖြစ်တယ်ရော့ထန်ဟာလေသူ့ယောက်ဖကမှအကောင်ဆုံးဆိုပြီးတော့စူပါရီဂျန်တို့ကိုလေတိုက်လာတာပဲဖြစ်ပါတယ်ဒါမဲ့ဒီပွဲကသူတို့မျှော်လင့်ထားသလိုတော့ဘာမှဖြစ်မလာခဲ့ဘူးကြိုတင်စီစဉ်ထားတဲ့ပွဲပဲဖြစ်ဖြစ်စူပါရီဂျန်ကတော့သူလုံနိုင်တာကိုလုံပြသွားခဲ့တာပဲဖြစ်ပါတယ် စူပါအေဂျာဟာဟိုဘစ်ကရော့ထိုင်ရဲ့အကူအညီနဲ့မိုက်နေတဲ့ကောင်ကိုကောင်းပညာပြသွားခဲ့တာပဲဖြစ်ပါတယ်။တော့မြန်မာပြည်သက်တွေကိုအာမငေးစေခဲ့ဘူး။မြန်မာပြည်သက်တွေကတော့စူပါအေဂျာပေါ်ပိုလို့တော့အချစ်ပူခဲ့ပါသေးတယ်။ဝဲတွေများကြီးရပါစေစူပါအေဂျာကြီး။နောက်ကြရင်မင်းကဒီထက်ချမ်းအောင်မေဆိုတာမြန်မာပြည်သက်တွေအနေနဲ့ယုံကြည်ပါတယ်ဗျာ။ရော့ထန်ကတော့ဒီပွဲနဲ့ပတ်သက်ပြီးစူပါအေဂျာကမဆိုးဘူးဆိုပြီးတော့ပြောသွားတာမျိုးတော့ရှိပါတယ်။ဒီပွဲမှာသူ့ရောက်ဖက်က bonus များလို့နှစ်ယောက်စလုံး ရှုံမဲ့နေတဲ့မျက်နှာတွေကတော့ရှက်စရာတော့ကောင်းပါရဲ့ဗျာ